ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်အခုကလေးကအသီးမှာပူးကြနေတယ်အသီးတွေပြည့်စည်သွားရင်ဘယ်လိုလုပ်မလဲစိတ်ပူနေရတယ်ပိုးတန်စေးဖျန်းရင်တော့အဆင်ပြေမယ်ထင်တာပဲနောက်ကိုမလဲနိုင်တော့ဘူးကျွန်တော်တို့၃ယောက်ကြိုးစားပြီးဘလောက်ပဲလုပ်လို့မိသားစုကတော့စဉ်းရဲနေတော့မယ် ကျွန်တော်တို့စိုက်ခင်းတွေကိုကြည့်ပြီးလူတွေကချမ်းသာနေတယ်ထင်နေကြတယ်။ထားလိုက်ပါတော့အိမ်ပြန်ရအောင်မဟုတ်ရင်မင်းအမေအတန်တွေကြားနေရလိမ့်မယ်။အခုထိထမင်းစားဖို့မလာသေးဘူးဆိုပြီးတော့လေ။ဟုတ်ကဲ့ဗေ။သူတို့၃ယောက်လုံးကအိမ်ပြန်ရောက်သွားတော့စုဝေးကမျက်နှာမေ့စွာနဲ့ထိုင်နေပါတော့တယ်။ဘာဖြစ်တာလဲ။မိဖို့ဆောင်ရှေ့မှာဒီလိုမျိုးမျက်နှာမေ့ပြီးဘာထိုင်လို့နေရလဲ။ထမင်းမချက်သေးဘူးလားအခုထိ။ချွေးမမမာလိုက်ဦးလား။စိုက်ခင်းကပြန်လာရင်စီစံတွေဝယ်ခဲလို့အဲ့ဒါမှထမင်းချက်လို့ရမှာလေ မင်းဒါရီကိုကိုယ်တိုင်သွားမယ်လို့လည်းရတာပဲလေကျွန်မကိုယ်တိုင်သွားမေးသေးတယ်တို့ကလက်ကျန်ပစ္စည်းတွေမရောင်းပေးတော့ဘူးတဲ့ကိုလေဆိုင်ခင်းရရတဲ့ဟာတွေကိုရောင်းဖို့လှုပ်ထားတယ်ပိုးတွေတာတွေများတော့အဆင်မပြေဘူးရက်တချို့ကတော့ဒီတိုင်းလေးပဲတီးခံပေးပါကိုအားလုံးအဆင်ပြေအောင်လုပ်ပေးပါမယ်ပြီးတဲ့နောက်မှာတော့စုဟေးကပင်းဟင်းနဲ့ရိုတီဘေးချက်ပြီးပေးလိုက်ပါတော့တယ်အမေဒါဘေးထပ်လှုပ်ထားတာလားအမေကိုပြောတယ်လေတာဒါရီမစားရင်တော့ဘူးလို့ ။သမီးတို့တလောက်အိမ်ကြီးမှနေပြီးတော့စားရတာပဲဟိနန်ရိုတီ။တကယ်ဆိုကြက်ကြော်တို့ပီဇာတို့စားရမှာလေ။သမီးဒါပိုးပွားပိုင်အိမ်လေ။အဲ့ဒါကြောင့်ကြီးနေတာ။ဒီအိမ်သာမရှိရင်အဖွားတို့စိုက်ခင်းမှပဲနေရမှာ။အမေတောင်ထမင်းကျော်စားခြင်းနဲ့ဒါမစားခြင်းဘူး။ကလေးတွေကစားမစားခြင်းလို့ကောင်းပါနေပေမဲ့လေ။စုဝေကတော့ချုံမော့ကျွေးပြီးတိတ်လိုက်ပါတော့တယ်။သူတို့မိသားစုကအရင်ဆင်းရဲတဲ့အတွက်ထမင်းနှစ်နှစ်တောင်မနေစားနေရပါတယ်။ ဒါပေမဲ့ရွာသားတွေကပတ်စံချမ်းသာတွေလို့ထင်နေပါတော့တယ်။ဘာလို့လဲဆိုတော့သူတို့အင်းကအကြီးကြီးမှုလို့ပါ။အင်းကစောက်ထားတာကြားပေမဲ့ခိုင်ခန့်စွာ ရှိနေတဲ့အတွက် သူတို့ကအေးချမ်းစွာအိပ်ဆက်လို့ရပါတယ်။ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားပြီးနောက်သူတို့ကရိတ်ခါတွေလည်းကုန်စပြူလာကြပါတယ်။လူတချို့ဟာလည်းပဲသူတို့အင်းရဲ့အချိန်တွေကိုကြည့်ပြီးစကားတွေတီးတူပြောဆိုလိုက်ကြပါတယ်။ဦးလေးစီတပလင်းနဲ့မဆလာပေးပါ။ပတ်စံပါလာရဲ့လား။ ဟုတ်ပါပါတယ်။ဆိုင်ရှင်ကပစံကိုကြည့်ပြီးစီတပလင်းနဲ့မဆလာတထုပ်ကိုပေးလိုက်ပါတော့တယ်။စုဟေးကပြန်လာတော့ပဝင်းချင်းကလူတွေလည်းပြောလိုက်ကြပါတော့တယ်။ချမ်းသာတဲ့အိမ်ကချင်းမဘလို့ဖြစ်ပြီးဒီလိုတွေဝတ်စားထားရတာလဲ။တကယ်ချမ်းသာတာဟုတ်ရဲ့လား။တို့ကဘိုးဘွားပိုင်အိမ်ရှိလို့သာပေါ့။မဟုတ်ရင်နေစရာတော့မရှိလောက်ဘူး။တို့ကပတ်စံတိတ်ချမထိန်းသိမ်းတတ်ဘူးနေမယ်။ပဝင်းချင်းကလူတွေဟာစုဟေကိုကြည်စေလိုက်ကြပါတော့တယ်။အန်တီတို့ပဲအခုလိုသတင်းတွေရှောက်ပြောနေရလေ တကယ်ဖြစ်ရကောသိလို့လားစုဟေကဒီလိုပြောလိုက်တဲ့အတွက်သူတို့လည်းပါဇက်ပိတ်သွားကြပါတော့တယ်ပြီးတဲ့နောက်မှာစုဟေကအင်ကိုပြန်လာခဲ့ပါတယ်သူတို့တွေကနေမနာညမနာအလုပ်တွေအများကြီးကြိုးစားလုပ်ပေမဲ့လည်းဘာမှအကျိုးထူးမလာခဲ့ပါဘူးသူတို့ရဲ့ညီမဖြစ်တဲ့ဖြူဖြူဆိုရင်လက်ထက်ရမယ့်အရွယ်ကိုတောင်ရောက်လာပေမဲ့ပတ်စံမရှိတဲ့အတွက်လက်မထပ်ပေးနိုင်ပါဘူးအိမ်မာတော်စားတော့ဖို့နှမ်းနိုင်ဖြူဖြူလက်ထက်ဖို့ဘလို့စီစဉ်ပေးရမှာလဲတအားကိုလက်ထပ်ပေးနိုင်ပေမဲ့ ။သမီးကိုဘလို့လက်ထပ်ပေးရမလဲ။ပတ်စံနဲ့အများကြီးကုန်မှာ။မေ၊သမီးအာကာနဲ့ပြောကြည့်မယ်။ဟုတ်တယ်မေ၊စိတ်မပူပါနဲ့။လက်မထက်ရလို့မအိုသွားပါဘူး။သမီးအဖေတို့ကမိဘတွေလေ စိတ်ပူရတာပေါ့။တော်ကျွေးနဲ့ဥဝင်းကတာသမီနဲ့ရောက်ကိုလက်ထပ်ပေးဖို့စီစဉ်နေကြပါတော့တယ်။သူတို့အင်ကိုကြည့်ပြီးလူတွေကလာတောင်းကြပေမဲ့သူတို့လုံကျွေးဖို့ပတ်စံမရှိသေးတဲ့အတွက်သူများတာသမီဘဝကိုမဖြည့်ဆည်းနိုင်ဘူးလို့ပြောလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲချိန်တွင်နေရတွေပြောင်းလဲသွားပြီး သူတို့လေးလည်းအသက်တစ်ခုကိုရောက်လာကြပါတယ်။အကိုလက်ထက်လိုက်တော့လေအကိုအသက်ကလက်ထက်ရမယ့်အသက်ထက်ကျော်လွန်နေပြီ။အတင်းပြောတဲ့အတွက်နောက်ဆုံးထူအောင်က လက်ခံလိုက်ပါတယ်။သူတို့မိဘတွေဟာ ထူအောင်အတွက်ကောင်းမလေးသွားကြည့်ပါတော့တယ်။အမကျမတို့ကအရင်ကိုစင်းရတော့လက်ထက်ပွဲမှာတောင်းတလောက်ပေးနိုင်မှာမဟုတ်ဘူး။ကျမတို့ကလည်းကံကောင်းတဲ့ချွေးမှလွယ်ပြီးတခြားဘာမှမလိုပါဘူးရှင်။၃ရက်တွင်လက်ထက်ပြီးတော့တခါတဲ့အိမ်ကိုခေါ်သွားမှာပြီးတော့မိသားစုဝင်တယောက်ဖြစ်သတ်မှတ်ပေးမယ်။ ဒီလောက်ချမ်းသာတဲ့မိသားစုကဘလို့ဖြစ်ပြီးဆင်းရဲတဲ့ကျွန်တော်သမီးကိုလက်ခံခဲ့တာလေကျွန်တော်လည်းခမရလိုပါပဲလူဆိုတာနှလုံးသားကြည့်ရတယ်လေထူအောင်တဲ့ကိစင်ဟာတယောက်ကိုတယောက်သဘောကျတဲ့အတွက်ရိုးရိုးရှင်းရှင်းပဲလက်ထပ်ပြီးရောက်ခမအင်ကိုရောက်လာကြပါတယ်ရောက်လာတဲ့နေ့အချိန်လေးကနောက်ထပ်တစ်မျိုးဖြစ်နေပါတော့တယ်သူတို့အိမ်မှာရဲတချို့နဲ့လူတွေရောက်လာပြီးအင်ကိုလည်းစီးတားလိုက်ကြပါတော့တယ်ဒါဘာလို့တာလဲဘာလို့အင်းတွေကပစ္စည်းတွေကို ထုတ်ပြီးပြစ်နေရတာလဲအင်ကိုဘာလို့စီးတားနေရလဲ တကောက်ဖွင့်ပေးပါဒီရင်ကအခုတော့ဆိုးရပိုင်ဖြစ်သွားပါပြီကျွန်တော်တို့အတီးပေးထားတာလည်းရမ်းကြနေပြီဒါမဲ့ခမရတို့ကဘယ်သူမဆိုင်ခဲ့ဘူးငါတို့စီကိုဘာတရင်မှရောက်မလာဘူးဒီချိန်မှာ စာပို့သမားရောက်လာခဲ့ပါတယ်စာပို့သမားဒီလိုလောင်းရဲစခန်းကနေတီးပေးစာပေးထားတယ်လေသူတို့ကမပို့ပေးဘူးလားခွင့်လို့ပါစရာကျွန်တော်မိသွားတာစာကလတိုင်းလာပေမဲ့ကျွန်တော်မိမိသွားတယ်တတိပေးစာ15ခုကိုပေးလိုက်ပါတော့တယ် ဒီမှာပါသတိပေးစာတွေခမရတို့ရဲ့အိမ်တွေပိုင်ဆိုင်မှုတွေအလုံးကိုအစိုးရကသိမ်းလိုက်ပြီဆိုတာပဲဆရာအချိန်ခဏတော့ပေးပါကျွန်တော်တို့အမြန်ဆုံးအိမ်ကိုရှင်းလင်းပေးပါမယ်တုံးလာတော့လက်ကနေပြီးတော့ပြီအခုထပ်မရတော့ဘူးအခုချက်ချင်းအိမ်ကဖေတော့မဟုတ်ရင်အတင်းမောင်းထုတ်ရလိမ့်မယ်ဒီလိုနဲ့ရဲကသူတို့ပစ္စည်းတွေကိုအပြင်ကိုထုတ်လိုက်ပါတော့တယ်သူတို့အိမ်ကိုစီးတားပြီးတော့သွားလိုက်ပါတော့တယ်ဓမီသားစီလုံးနဲ့အိုးမဲအိမ်မဲဘဝကိုရောက်သွားပါတော့တယ် အမေအခုဘလို့လောက်ကြမလဲသမီးတို့စီမှာနေစရာအိမ်လည်းမရှိတော့ဘူးဒါရီအားလုံးကလူတွေရဲ့ပြောကြောင့်ဖြစ်ရတာကေစင်သမီးခွင့်လွတ်ပါနော်သမီးရောက်ခမအိမ်ကိုမရောက်ခင်မှာပဲတီလိုတွေတွေ့ကြုံလိုက်ရတယ်ပဝင်းကျင်မှာရှိတဲ့လူတွေကချွေးမတစ်ကိုကြည်ဆဲလိုက်ကြတယ်။ကြည်ပါအောင်ချွေးမရဲ့ကံကောင်းတဲ့လူပဲ။သူတော်အိမ်မရောက်သေးဘူးမိသားစုတစ်ခုလုံးအိမ်မဲဖြစ်သွားရပြီ။ငါတို့အိမ်ကိုအဲ့လိုချွေးမရောက်လာရင်လေသူ့ကိုအိမ်ပေါ်ကနေနှင်ချမှာကဝေမပဲ။ဒီမှာအဖွားကိုကြည့ ဘာလို့အတော်အစ်ကိုအခုလို့ပြောနေရလဲကို့အိမ်ကိုပြန်ပြီးစားတော့ပြီးအိတ်လိုက်ပါတော့နေစရာအိမ်ရှိရမလားဟဲ့သမီးအမေထက်ကိုပူစွာနေပါလားချွေးမအစ်ကကျမတို့အိမ်ကိုလာတာလေအန်ဒီတို့အိမ်ကိုမှမဟုတ်တာကို့အိမ်ကိုပြန်လိုက်ပါတော့တကားချင်းတွေပြောလိုက်တဲ့အတွက်အိန္ဒိနာချင်းတွေလည်းပါဇက်ပိတ်ပြီးပြန်သွားလိုက်ပါတော့တယ်ညနေရောက်တော့ရာသီဥတုကအေးလာပြီးလေအီတွေလည်းတိုက်ခတ်လာခဲ့ပါတယ်အမေအခုဘယ်မှာနေကြမှာလဲဘယ်လိုလုပ်ရမလဲအမေလည်းမသိသေးဘူး ဘယ်ချိန်ထိဒီလိုထိုင်နေရမှာလဲသူတို့တွေဟာတစ်ချိန်လုံးမြေကမ်းပေးမှာထိုင်နေကြပါတယ်။ညဘက်အေးလာတဲ့အတွက်စုဟေဟာမီးမွေးလိုက်ပြီးအားလုံးကမီးပုံနားမှာလက်ထားလိုက်ကြပါတော့တယ်။ချွေးမကြီးတမီလည်းလက်လာထားလေအနှွေးတဲရလိမ့်မယ်။ဟုတ်ကဲ့မေ။တညလုံးစိတ်ဒုက္ခရောက်ပြီးတဲ့နောက်မနဲ့နေထွက်လာတဲ့အခါမှာညှို့နှင်းချက်တွေရလာခဲ့ပါတယ်။မတို့ကိုကူညီပေးနိုင်မယ့်ဆွေမျိုးတွေလည်းမရှိဘူး။ဘယ်ချိန်ထိအိမ်မရှိဘဲနေရအောင်ပါလဲ။ ဆိုက်ခင်းကိုလည်းတွားရအောင်မေးအဲ့ဒါလည်းအရေးကြီးသေးတယ်ကျမတို့ဆိုက်ခင်းမှလည်းနေလို့ရတာပဲလေကျမတို့လမ်းဘေးမှာနေမဲ့အစားအဲ့ဒီမှာနေကြမယ်လေသားသမီးတွေမြေးတွေသူတို့တမိသားစုလုံးကပစ္စည်းတွေကိုအထုပ်တစ်ခုထဲမှာထုတ်ပိုးပြီးဆိုက်ခင်းလေးကိုတောဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်ဝေဝေးမှာကော်ပီတွေပပတ်လေးမှလည်းပဲဆိုက်ခင်းတွေနဲ့ကောက်ရိုးတွေထားတဲ့အင်းတတိလေးတစ်ခုတော့ရှိပါတယ်ဒီချိန်မှာအင်းသားတွေလည်းစိတ်ညစ်သွားပါတော့တယ်သူတို့ကဘလို့နေထိုင်ရမလဲဆိုပြီးတော့ပါ ဒီချိန်မှာပဲကေးစင်းကအဝေးကနေဝါရီယူလာပြီးမြေကြီးမှာဆိုက်လိုက်ပါတော့တယ်။ဒါပါလုံးနေရလဲချွေးမအမေအခုအိမ်မရှိတော့ဆိုက်ခင်းရပဲရောက်မအိမ်လေဒီနေ့ကသမီးရဲ့ပထမအဆုံးမိဖို့ကြောင့်ဝင်ရမယ်နေမနေ့တည်းကတယောက်မှထမင်းမစားရသေးမလားဒီလောက်ခက်ခဲနေတာတောင်ကေးစင်းရဲ့အမူအရာကိုကြည့်ပြီးအလုံးလေးစိတ်မကောင်းဖြစ်သွားကြပါတော့တယ်။ချွေးမကပထမဆုံးနေ့မှရင်ဒီလိုမျိုးတွေတွေ့ကြုံလိုက်ရပါတယ်။သူတို့တိတ်လာတဲ့ရိတ်ခါနေနေရှိပါတယ်။ ချွေးမကမိဖို့လုပ်ပြီးအပင်ကနေရွက်တွေယူလာခဲ့ပါတယ်။အဲဒီမှာထမင်းစားရအောင်လို့ပါ။ထမင်းစားဖို့အတွက်ယူလာတဲ့ပစ္စည်းတွေကိုပဲအသုံးချလိုက်ပါတော့တယ်။ရေကိုတော့မြစ်ကရေကိုပဲတုံးလိုက်ပါတော့တယ်။ဘာလို့လဲဆိုတော့စိုက်ခင်းအတွက်မြစ်ရေကိုသိထားပြီးတန်ရှင်းတဲ့အတွက်ပါ။ပြီးတော့ထင်းတွေကိုယူလာပြီးပထမဆုံးမိဖို့ချောင်းကိုဝင်လိုက်ပါတော့တယ်။ပဲနေရေရူတီရေတောင်ရီအလုံးကိုလည်းမိသားစုအတွက်ချက်ပေးလိုက်ပါတော့တယ်။မနေ့ကတလောက်ဖြစ်သွားတာတောင်အမလက်မလျှော့ခဲ့ဘူးပဲ။ အမဘာဖြစ်ရမှာလဲစိုက်ခင်းမနေတာဘာမှမကောင်းလို့လဲအခုတော့စားပြီးအရသာဘလို့နေလဲပြောကြည့်တင်းရထဲမှာစားစရာတွေထည့်ပြီးအားလုံးကိုကြွေးလိုက်ပါတော့တယ်အားလုံးကလည်းစားလိုက်ကြပါတော့တယ်ကျွန်တော်ဂုံယူမိပါတယ်ကျွန်တော်ကိုယ်တိုင်တော့မရှာနိုင်တဲ့မိန်းကလေးမျိုးကိုအမေတို့ရှာပေးခဲ့တယ်စိုက်ခင်းနေမှာအင်းဆောက်ပြီးတော့ကေဂျင်းကမိသားစုတစုတီထောင်ဖို့ကြိုးစားလိုက်ပါတော့တယ် ကေဇင်ဟာဆက်ခင်းရဲ့ဝေးမှာဟင်းချက်မဲ့နေရာတစ်ခုကိုလည်းလှုပ်ထားလိုက်ပါသေးတယ်။ဆောင်းရသည့်အချိန်မိုးကမပါပင်ညအီတုံကလေးတွေလည်းအေးနေပြီးရောက်ကတိနဲ့ရောက်ကမရဲ့ခန္ဓာကိုယ်မှလည်းအေးတန်းကြောင်ကန့်ခဲနေပါတော့တယ်။အမေတမီတမီနာချိတ်ချင်းနေပြီ။ဟတ်ဟတ်တမီတို့အိမ်ကိုဘယ်တော့ပြန်မလဲ။ဒါတမီတို့ရဲ့အိမ်ပဲ။တခြားအိမ်မရှိဘူး။ဒီမှာပဲနေရမှာ။ဒါပေမဲ့စိတ်မပူနဲ့။တဖြည်းဖြည်းနဲ့အချိန်နေကောင်းသွားလိမ့်မယ်။ ညလေအီမနဲ့လေအီတော့ကလေးရဲ့အချင်းဒီလိန်ပူဆိုးလာခဲ့ပါတယ်။နောက်တရမှာကေစင်းကပင်စင်းရွက်ကိုယူပြီးစေးခါလှုပ်လိုက်ပါတော့တယ်။အတော်စေးရခါပဲမဲ့လုံးဝနေပြန်ကောင်းသွားပြီ။အမေဒီမနီရတာရင်းအီတယ်အိမ်ပြန်ရမယ်လေ။နေတိုင်းကလေးတွေကငိုပြီးအိမ်ပြန်ဖို့အတွက်ကောင်းစားကြပါတော့တယ်။စုဟေလည်းပဲကလေးတွေကိုဖြည့်သိမ်ပေးရပါတော့တယ်။ဒီလိုမျိုးညတိုင်းအင်ကိုလွန်းလို့ဖြည့်သိမ်ပေးနေရပါတယ်။ တညမတော့ကေစင်းတော့ငုံနေပါတော့တယ်ကေစင်းဘာလို့ငုံနေရလဲဘာလို့ကျမရဲ့ကံတရားမကောင်းရတာလဲမွေးကလေးကဆင်းရဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရပြီရောက်ခမအိမ်ရောက်တော့အေးချမ်းမှုရမထင်ခဲ့တာဒါပေမဲ့ရောက်ခမအိမ်ကလည်းဆင်းရဲမှုတွေနဲ့တွေ့ကြုံရပြန်哦အိတ်ဖို့အတွက်အခက်အခဲရှိနေပြီစိုက်ခဲမှာလမ်းလျှောက်ရတဲ့အတွက်ခြေတော်အဆူဆူးပြန်နေအနာရီဖြစ်တယ်ရေထမင်းအားလုံးလည်းတန်တက်ချက်တစ်ခုနဲ့တုံးရတယ်တဲအိမ်လေးတစ်ခုဆောက်လုပ်ပေးဖို့တောင်စိတ်ကူးမရှိဘူးလား ချွေမအစ်စ်ကိုဒီတိုင်းမထားတော့မှလား။ကင်းစင်ရဲ့စကားကိုကြားပြီးသူ့အောင်လေးပဲသူ့မောင်ကိုတီးသွားပါတော့တယ်။ဒေါ်ကျွေးကလည်းချွေမပြောတဲ့စကားတွေကိုကြားသွားပါတော့တယ်။နောက်နေ့မနေ့ရောက်တဲ့အခါမှာတော့စိုက်ခင်းမှာတဲရင်တခုတော့စောင့်လို့ရတယ်လေ။ချွေမနှစ်ယောက်ရဲ့အမျိုးသမီးတစ်ယောက်ရဲ့ကလေးတွေရဲ့ရှိနေတာကိုဘယ်အချိန်ထိအမိုးကမပါဘဲနေနေမှလဲ။အမေရောပေရောပြောတာဟုတ်တယ်။အာကနဲ့ထူအောင်ကတိုးရင်ကတစ်တွေကိုခုတ်လိုက်ပါတော့တယ်။ ကင်းစင်တဲ့စုဟေကလည်းအရွက်တွေကိုခူးလာခဲ့ပါတယ်။ဖြူဖြူကဝါရွက်တွေကိုယူလာပါတယ်။သူတို့အားလုံးပေါင်းပြီးတင့်အင်းလေးတစ်ခုကိုစောက်လိုက်ပါတော့တယ်။အဲ့ဒီမှာအေးစစေးနာယူပြီးအလုံးလုံးဖို့အတွက်လည်းအဆင်ပြေသွားပါတော့တယ်။ကင်းစင်တဲ့စုဟေနှစ်ယောက်ပေါင်းပြီးထင်းကျောင်းတွေကိုယူလာခဲ့ပါတယ်။မီးမွေးပြီးတော့ထမင်းဟင်းချက်လိုက်ပါတော့တယ်။ဦးဝင်းအာကာသူ့အောင်တို့သုံးယောက်ပေါင်းပြီးနေမနာညမနာအလုတ်ကျူးစားကြပါတော့တယ်။ဦးဝင်းကသားနှစ်ယောက်နဲ့အတူပြောင်းမှုခင်းတွေကိုရိတ်သိမ်းလိုက်ပါတော့တယ်။ လေးရတိုင်းကိုခက်ခက်ခဲခဲနဲ့ဖျက်တမ်းနေကြရပါတယ်။ဒီလိုနဲ့ပင်တရက်ပေါင်းမိုးရွာခဲ့ပါတယ်။စိုက်ခင်းရောတိတ်အိမ်တဲ့ဒီမှာပါရေတွေဝင်လာခဲ့ပါတယ်။အမငါရက်တခါအမိုးတွေကိုလဲပေမဲ့အခုလိုမိုးရွာတီရောက်လာတော့ဘလို့လုံးမလဲ။ငါတို့ယောက်ျားတွေကလည်းအိမ်ကောင်းကောင်းစောင့်နိုင်တဲ့ဝင်ွေမျိုးလဲရှာနိုင်သေးတာမဟုတ်ဘူး။ဘယ်ချိန်ထိဒီလိုနေရမှာလဲ။ကေးစင်းကထမင်းဟင်းချက်နေတဲ့အချိန်မီးပြင်းတဲ့အတွက်မီးဆွဲတဲ့ထင်းတစ်ချောင်းကိုဘေးမှာဖိထားလိုက်ပါတော့တယ်။ လေတိုက်မှုကြောင့်မိကတိတ်ဟင်ကိုပါလောင်းသွားတာကိုဘယ်သူမှမသိလိုက်ပါဘူးတိတ်ဟင်ကမျက်နှာလှုပ်ရှားတဲ့အတွက်မိတွေကလည်းတောင့်လောင်နေခဲ့ပါတယ်ဒါကိုကြည့်ပြီးသူတို့အားလုံးလည်းလန်သွားကြပါတော့တယ်ရောင်းမအမြန်အပြင်ထွက်ရအောင်မဟုတ်ရင်မိလောင်သွားလိမ့်မယ်သူတို့အားလုံးကအပြင်ကိုထွက်လာကြပြီးဦးဝင်းနဲ့တားနှစ်ယောက်ကလည်းတိတ်ဟင်စီကိုလာခဲ့ကြပါတယ်ဒါဘလူဖြစ်သွားရတာလေစုဝင်းနဲ့ကေစင်ကအားလုံးကိုပြောပြလိုက်ပါတော့တယ် တော်သေးတာပေါ့ဘာမှမဖြစ်လို့တဲ့ရင်ထဲမှာဆက်နေလို့မဖြစ်တော့ဘူးသူအောင်ပြောတာတော့ဟုတ်တယ်အမိုးကမရှိပဲနေတာလည်းမကောင်းလေသူတို့တွေဟာဘာလို့ရင်ကောင်းမလဲဆုံးဖြတ်နေကြတဲ့အချိန်စုဟေကအချင်းကိုကြည့်လိုက်တဲ့အခါမှာတော့ကလေးတွေကြောင်းကပြန်လာရမယ့်အချိန်ကိုရောက်နေပါပြီဒါပေမဲ့လည်းကလေးတွေကိုရှာမတွေ့တဲ့အတွက်သူတို့ကလိုက်ရှာကြပါတယ်နေရာတိုင်းမှာအတန်ပေးပြီးလှမ်းခေါ်ပေးမယ်ကလေးတွေကိုဘယ်နေရာမှမှရှာမတွေ့ပါဘူး ငါကလေးတွေကဘေးရောက်သွားလဲကလေးတွေကိုတယောက်ယောက်ဖမ်းသွားတာတော့မဟုတ်မှန်လားဖေးအားကြီးကျမကလေးတွေကိုစောင့်ရှောက်ပေးပါကျမကလေးတွေကိုရှာပေးပါစုဟေကခဏခဏဖေးအားစီမှာကလေးတွေပြန်ရှာတွေ့ဖို့ကိုပဲစူတောင်းနေခဲ့ပါတယ်ရှားမကလေးတွေကိုဘယ်နေရာမှမတွေ့ဘူးညီမလည်းစိုက်ခင်းဘက်တွေထိရှာသေးတယ်ရှာလို့မတွေ့ဘူးအကုန်လုံးကခလေးကိုလမ်းရှာလိုက်ကြပါတယ်ဒီချိန်မှာစက်ခင်းတစ်ခုနားမှာတစ်ပင်ကြီးတစ်ပင်ရှိတာကိုပြပြလေးတွေ့သွားပါတော့တယ် ရောင်မကလေးစိုးတွေကိုတွေ့ပြီးစုဟင်းနဲ့ကေးစင်းကတစ်ပင်နောက်ကိုသွားလိုက်ပါတော့တယ်။စိုက်ခင်းတွေရဲ့အကြားမှာတစ်ပင်ကြီးတစ်ပင်ရှိပါတယ်။အဲဒီမှာကလေးတွေကဝင်းစော့နေကြပါတယ်။သမီးတို့ကဒုဒုပုံနဲ့ကစားနေတာကိုအမေတို့ကရှာတွေ့သွားတယ်ပေါ့။ပုံမနေရကောင်းရတာကိုအတော်အဖြစ်စည်းပြစ်လိုက်တယ်။အဲ့လိုမျိုးစော့ရလား။အမေမှအသက်ထွက်တော့မလို့ကလေးတွေကိုရှာမတွေ့တာနဲ့လေ။သွားမယ်သွားမယ်။ဘာလို့သွားမှလဲအမေ။နေပူတွေကစိုက်ခင်းကိုလား။ ခဏနဲ့မောရွာနေအောင်မယ်ဒီမှာကြည့်ဘလောက်တောင်အေးချမ်းလဲဒီထဲမှာနေလဲမပူသမီးနဲ့ကိုဒီထဲမှာပဲစောင့်နေကြတာကလေးတွေပြောနေတော့မရှိပါသေးတယ်ကောင်းကင်မှာမိုးချိန်တွေမဲလာပြီးချိန်တွေအုံဆိုင်သွားပါတော့တယ်ပြီးတဲ့နောက်မှာမိုးတွေရွာချလာခဲ့ပါတယ်တွေ့လားတားပြောတယ်မလားမိုးကဘယ်ချိန်မှစထပြီးရွာနိုင်တယ်အမီတို့လည်းအထဲဝင်နေအိမ်ပြန်ရင်မိုးစုံနေဦးမယ်မိုးတိတ်တဲ့အထိဒီထဲမှာပဲနေကြမယ် ဒီအပင်ကအပြင်းအကျဉ်သေးတယ်လို့ထင်ရပေမဲ့အထဲမှာနေရာအများရှိရပဲအိမ်အောင်ဆောက်လို့ရတယ်ကလေးတွေကိုစူတာလွန်သွားတယ်ထင်တယ်ကျောင်းမစကားကိုနားထောင်ပြီးကေစင်းလေးအကျဉ်တစ်ခုရသွားပါတော့တယ်ကျောင်းမစိုက်ခင်းလဲတီနာမှာပဲဆိုတော့အိမ်ကိုတီထဲမှာပဲဆောက်ကြမယ်ဘလို့လို့ဖြစ်နိုင်ပါလဲကေစင်းကေစင်းတွေးလိုက်တာကငါတို့ဒီမှာနေနိုင်နေဆိုအိမ်လဲဆောက်လို့ရတယ်တစ်တွေဝါးတွေကိုယူပြီးဆောက်ကြမယ်ဆိုပြီးတော့ပါ ဒါဆိုရင်မိုးတံခိုးလေးခန်းနိုင်နေမိုးတိတ်သွားတဲ့အခါမှာတော့ကေစင်းနဲ့စုဟီတို့လည်းလုပ်ငန်းစလိုက်ကြပါတော့တယ်။ရောက်ကတိတို့ထမင်းစားဖို့လာကြတော့ဒီเจ้าနေကူပြောလိုက်ပါတော့တယ်။တော်ရဲကနေတစ်လုံးရှည်ရီယူပြီးအိမ်ဆောက်လို့ရနိုင်ပါတယ်။အေးအေးဆေးဆေးလေးနေလို့ရမယ်။တော်ရဲကနေတကိုင်းတွေယူလာပြီးခဏလေးလေးအိမ်ဆောက်လို့ပြီးတော့မယ်။အိမ်သားတွေလည်းကေစင်းရဲ့အကြံကိုသဘောကျသွားကြပါတော့တယ်။နောက်တနေ့မှာတော့အာကာနဲ့ထူအောင်ကတင်လုံးတွေယူပြီးတော်ရဲကိုသွားလိုက်ပါတော့တယ်။ ဦးဝင်းကဈေးကနေတန်တွင်တူတွေဝယ်လာခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ကေစင်ပြောတဲ့အတိုင်း၃ယောက်ပေါင်းပြီးအိမ်ဆောက်လိုက်ကြပါတော့တယ်။အရင်ဆုံးတက်သားတွေကိုနေရာမှာတူနဲ့ထူပြီးအကာလုလိုက်ပါတယ်။ပြီးတော့တက်သားတွေဖြတ်ပြီးပြတင်းပေါက်ကိုလုခဲ့ပါတယ်။တကားကိုလည်းပြင်ဆင်ပြီးတော့တက်လိုက်ပါတယ်။အချိန်နည်းနည်းကြာမှတော့ဆက်ခင်းကြမှာအင်းတစ်ခုကိုစောက်လိုက်ပါတော့တယ်။ဒီအိမ်မှာတစ်ခုခုလိုနေတယ်လို့ပဲဟုတ်တယ်မလားကလေးတို့။အတော်သမီးတို့ပန်းသေးသေးလေးတွေစိုက်ဖို့လိုတယ်။ မေသူကစကားအရင်တက်ပေမဲ့ပြောတာလည်းမှန်တယ်။လာအစိတ်နေသွားယူရအောင်။အခုတော့အိမ်ဆောက်နိုင်သွားပြီ။အမေတကားမှမတွေ့ဘူး။ဒီလိုအိမ်မျိုးကိုဆောက်နိုင်လိမ့်မယ်လို့လေ။အမေပြောတာမှန်တယ်။ဓာရီအလုံးကကေစင်ကြောင့်ဖြစ်လာတာ။မြမကြောင့်သာမဟုတ်ရင်ပတ်စံနေနေနဲ့ဒီလိုဆောက်နိုင်မှာမဟုတ်ဘူး။ကေစင်ကအိမ်လေးကိုဝင်ဖို့လုပ်တဲ့အချိန်ဒေါ်ကျဲကတားလိုက်ပါတော့တယ်။သမီးအိမ်ထဲဝင်လို့မရသေးဘူးအနည်းဆုံးတစ်ပတ်လောက်တော့စောင့်ရမယ် ဒေါ်ဂျေပြောတာကိုကေစင်ကကြောင်သွားပါတော့တယ်။သူတို့ဆိုင်ခင်းတွေလည်းအထွတ်နှုံးတွေတိုးလာခဲ့ပါတယ်။စုဟေဒီတစ်ခေါက်ကိုရုဆိုင်ခင်းအထွတ်နှုံးတိုးလာတယ်။အဖေပြောတာတော့ရောင်းရင်ပတ်စံတွေများကြီးရမယ်တဲ့။အလို့သာဖြင့်အရန်ကောင်းမှာပဲနော်။ဟုတ်တယ်အိမ်မှာရေးခါလေးဖြည့်လို့ရပြီ။မင်းတို့အိမ်ဆောက်တော့အများကြီးကျိုးပန်းထားတယ်မလား။ကလေးတွေရဲ့ကြောင်လာခါလေးပေးရအောင်မယ်။ကောင်းပါပြီ။အဲ့အတွက်လည်းပြင်ဆင်လိုက်ပါမယ်။ ဇဘာတွေရေးပြီးတဲ့နောက်ဥမင်းကသားနှစ်ယောက်နဲ့အတူဈေးမှာသွားရောက်လိုက်ပါတော့တယ်။ဇဘာတွေဟာရေးသွေးကောင်းတဲ့အတွက်သူတို့ကပတ်စံအပြည့်ရလိုက်ပါတော့တယ်။သူတို့နှစ်ယောက်ကပျော်ရွှင်စွာနဲ့အိမ်ကိုပြန်ရောက်လာကြပါတယ်။ဒီချိန်မှာကေစင်းကစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူတို့အင်းကလူတွေဘာကြောင့်ဝင်ခွင့်မပေးရတာလဲဆိုပြီးတော့ပါ။ယောက်ျားမနဲ့ညီမတွေဟာကေစင်းကိုကြိုဆိုဖို့အတွက်အိမ်မှာအလှဆင်နေကြပါတယ်။ဒီမှာမိမမင်းပြောတဲ့အတိုင်းအချိုနဲ့ပန်းတွေဝဲလာတယ်။ဒီနေ့တော့ပျော်ရွှင်စရာနေ့ပဲ။ ကျမတို့မှာကံကောင်းစေနိုင်တဲ့ချွေးမရှိရလေချွေးမနဲ့တမီးရဲ့အကူကြီးနဲ့အင်ကိုလှဆင်းလိုက်ပြီးကင်းစင်ကိုစာရီအစ်တတထိတ်သွန်ပြလိုက်ပါတော့တယ်ပြီးတဲ့နောက်မှာအင်တစ်ခုလုံးကိုအကုန်လုံးလှဆင်းလိုက်ပါတော့တယ်ချွေးမလာရရသေးချမကြိုးဆိုရသေးဘူးဒီနေ့တော့ခန်းစားရသမျှတွေအားလုံးအတွက်ပျော်ရွှင်မှုတချို့ပြန်ပေးချင်တယ်မြင်မြန်ပြင်ဆင်လိုက်ရကမပေးတဲ့စာရီကိုဝတ်ပြီးတေချာပြင်ဆင်လိုက်ပါတော့တယ်။စုဟေကကေးစင်ကိုတကားမထီခေါ်လာခဲ့ပါတယ်။ ဒီနေ့တော့အတော့ကိုကြိုဆိုမဲ့နေပဲဟုတ်တယ်ရောင်မရောင်မလာရတဲ့အိမ်ရှိတော့လေမကြိုဆိုလိုက်ရအောင်အခုအိမ်ရှိသွားပြီဆိုတော့ကြိုဆိုပွဲလုပ်ပေးချက်နိုင်ဒေါ်ကျဲကကြိုဆိုလိုက်ပြီးအနီးစပ်တူပေးလိုက်ပါတော့တယ်ချွေးမရေညာဘက်ခြေတော်ကိုတောင်းပြီးတော့ဆန်အိုးကံပြီးအိမ်ထဲဝင်ခဲ့ကေးစင်းကဆန်အိုးကိုကံပြီးအိမ်ထဲကိုဝင်လိုက်ပါတော့တယ်အားလုံးဟာပျော်ရွှင်စွာနဲ့ကြိုဆိုခဲ့ကြပါတော့တယ်ဆိုင်ကင်းနေရဲ့ကြားမှာရှိတဲ့အိမ်ကနေ တမိကိုကျူးဆိုပါတယ်ချွေးမတွေထိုက်တန်တဲ့အရာကိုလုံမပေးနိုင်တော့ခွန့်လို့ပါဒါမဲ့တမိကဖေတို့အတွက်အများကြီးလုပ်ပေးခဲ့တယ်အဖေမိဘတွေကသားသမီးတွေတလောက်အများကြီးလုပ်ပေးလို့သားသမီးတွေကလည်းမိဘအတွက်ပြန်လုပ်ပေးရလေအဖေရဲ့သားကိုတမိစီပေးလိုက်တဲ့အတွက်ဒီအိမ်ရဲ့တာဝန်ကတမိစီမှလည်းရှိတယ်ကေစင်ကပြောသွားပြီးစိုက်ခင်းကြမှာရှိတဲ့တပင်အိမ်မှာပျော်ရှင်စွာနဲ့ပဲနေလိုက်ပါတော့တယ်အမြဲဆုံးများတဲ့အတွက်အိမ်မှာစားတော့ဖို့လည်းအဆင်ပြေသွားခဲ့ပါတယ် တရံမှာအကကအပြင်ကနေအင်ကိုပြန်နေတဲ့အချိန်ကောင်းလိုက်တာစမူစာနဲ့လေးမှွေးနေရောပဲအိမ်အတွက်ဝေသွားရမယ်စမူစာမစားရတာကြာပြီဆိုတော့အလုံးပြိုသွားကြလိမ့်မယ်အိမ်အတွက်စမူစာတွေဝေလာခဲ့ပါတယ်အကိုပတ်စံတွေအလောက်မတုံးအောင်လေညီမတို့ချမ်းသာသေးတာလည်းမဟုတ်ဘူးလေပတ်စံတွေအများကြီးတုံးရအောင်စားချင်တာပြောညီမလေးလှုပ်ပေးမယ်အဲ့ဒါဆိုပတ်စံလည်းတိတ်မကုံတော့ပဲအနာကက်အတွက်စုနိုင်တာပေါ့ ကီစင်းရဲ့စကားတွေကိုတမိသားစုလုံးကနားထောင်နေကြပါတယ်။အဖေတမိစင်းစားနေရလေစိုက်ခင်းတွေကြမှာနောက်ထပ်စိုက်ခင်းတွေထက်ဆိုင်ကောင်းမလားလို့လေကြည်ပါလားအရွက်တွေကဈေးကြီးတယ်ဘယ်ချိန်ဒီဈေးကနေအရွက်တွေဝယ်စားမှလဲမလက်ဆက်တလို့ဈေးလည်းကြီးသေးတယ်အိမ်ရတာဝန်တော့တမိပဲထမ်းလိုက်ပါတမိရဲ့ရောက်ကတိကိုမမင်းနဲ့တော့တမိအစဉ်ပြေတာတော့လှုပ်တော့ပြီးတဲ့နောက်မှာအိမ်နားမှာပဲကီစင်းနဲ့စုဟေကဖခင်ညင်သည်အာလူကော်ပြီးကြက်သွန်ဒီပင်တွေကိုစိုက်လိုက်ပါတော့တယ် ဒါကြောင့်ကုန်ကြငွေလဲရောပါသွားပါတော့တယ်။အောက်ကားတို့လည်းစပါးတွေကိုဂယုတဆိုင်စိုက်ပြူးခဲ့ကြပါတယ်။အခုတော့အင်္ဂါမိသားစုဝင်တိုင်းစိုက်ခင်းတွေစိုက်ကြပါတော့တယ်။ယောက်ျက်တီတားနှစ်ယောက်ကစပန်းနှံတွေစိုက်ပြူးကြပြီးချွေးမနှစ်ယောက်ကလည်းအရွက်တွေစိုက်ပြူးကြပါတော့တယ်။အထွန်းနှုံးကောင်းတဲ့အတွက်အသီးတွေပါဈေးထဲမှာတွားရောက်ကြပါတော့တယ်။ဒါတွေ့လားချွေးမစိုက်ထားတဲ့အသီးတွေအများကြီးထွက်နေပြီ။မေတို့အသီးတွေကိုဈေးမှာတွားရောက်ရင်900တထောင်လောက်တော့ရနိုင်မယ်။ အမေပြောတယ်ကြံကောင်းတယ်ဒီလိုနဲ့ပဲနောက်နေမှာအာကာနဲ့ထူအောင်ကဈေးမှာအတင်းနံတွေတွားရောက်ပါတော့တယ်ပတ်စံတွေလည်းအများကြီးရှာနိုင်ပြီးတော့ချွေးမာတွေကအင်ကိုပိုလာအောင်လဲလှုပ်လိုက်ပါတော့တယ်ချွေးမာတွေကအင်ကိုတေချာလာဆင်ထားပြီးမိဖို့ကြောင့်မလေးပဲရှွတ်နေလှုပ်ထားတယ်မိဖို့ကိုပဲတုံးကြပါတယ်တကယ်တွေကိုလည်းပဲရှွတ်နေပဲလှုပ်ထားပါတယ်တရဆိုင်ခင်းလေးကိုရွာကအမျိုးသမီးတွေရောက်လာခဲ့ကြပါတယ်ဟေးကျွေးဟာဆိုင်ခင်းထဲမှာပါအိမ်မှာဆောက်ပြီးနေနေပြီလား အရင်6လအမိုးကတခုတော့မရှိတာ哦အခုတော့စိုက်ခင်းနဲ့တစ်ပင်ကြမှာအိမ်တော်ဆောက်လိုက်ပြီအိမ်ကတော်တော်လေးကိုလှတာပဲကြည်ကြည်ဟာအိမ်နီးနာချင်းတွေလည်းဒေါ်ချင်အိမ်ကိုရောက်လာခဲ့ကြပါတယ်နင်တို့အားလုံးဘလို့ဖြစ်ပြီးရောက်လာလဲနင်အိမ်အစ်စ်ကိုဆောက်လိုက်တာငါတို့လည်းအကြောင်းမကြားပါလားဘလို့လုပ်ပြီးမိတ်နိုင်ပါမလဲတလောက်အိမ်ကြီးကြီးကိုဘလို့ဖြစ်ပြီးဆောက်လိုက်တာလဲဘသူ့ကိုနင်ထုတ်လိုက်လို့လဲနင်ထုတ်မှအိမ်ကြီးကြီးကိုဆောက်နိုင်မယ်လို့ထင်နေလားတော့ဒါတွေအားလုံးကကျမတို့ရဲ့စူးစမ်းမှုတွေပါ ကေဇင်ကဒဲဘေးပြောလိုက်တဲ့အတွက်အားလုံးလည်းပါဇက်ပိတ်သွားပါတော့တယ်။ကေဇင်ဟာအားလုံးတက်လက်ဖြစ်ရင်းနဲ့ဘစ်ကစ်တွေကိုယူလာပေးခဲ့ပါတယ်။နင်တို့ကအတော်ချမ်းသာနေပြီပဲ။ဘစ်ကစ်တောင်စားနိုင်နေပြီ။အန်တီစိတ်မပူပါနဲ့။အန်တီကိုတော့မရှင်းနိုင်သေးပါဘူး။မနာလိုတာတော့မဟုတ်ပါဘူး။အန်တီလက်မကောင်းဘူးလို့ပြောခဲ့တဲ့ချိန်မှာဘစ်ကစ်လောက်ပဲယူလာပေးတာ။နွားနို့အစ်စင်နဲ့လှုပ်ထားတာ။ဒါတွေအားလုံးစိုက်ခင်းရရတဲ့ဟာတွေလေ။ ဂီဇင်းရဲ့စကားတွေကိုကြားပြီးသူတို့ကထပ်ပြီးတော့ပါဇက်ပိတ်သွားပါတော့တယ်။ဘီစကစ်နဲ့လက်ဖက်ယူရီတောက်လိုက်ကြပါတယ်။ဒီလောက်အရင်ကြီးကြီးစောင့်နေတာကို သူတို့ကလည်းအံ့ဩနေကြတော့မှာပဲ။ဒါဘသူစောင့်ထားလဲ။အတော်ရဲ့အုံနောက်နေလေ။သူတို့တွေကစကားကိုရမ်းတက်နေကြတယ်။လာငါတို့အိမ်ပြန်ရအောင်။ကျွဲငါတို့ပြန်လာအောင်မယ်။အင်းဒီနာချင်း၄ယောက်လုံးမျက်နှာမိတ်ပြီးပြန်သွားကြပါတော့တယ်။ဘာလို့လဲ အတော်ရီဘာလို့ဒီတိုင်းပြန်သွားကြတာလဲသူတို့မီးရှို့ဖို့လာကြတာလေအရင်သူတို့ကိုလောင်စာလောင်းပေးလိုက်တော့သူတို့ပဆက်ပိတ်ပြီးပြန်သွားတာကျမရှင်တို့ထမင်းခူးပေးပါမယ်ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားပါတော့တယ်အခုတော့နေရသည်စောင်းရသည်မိုးရသည်ဘဲရသည်ပဲဖြစ်ဖြစ်သူတို့ကအခက်ခဲဆိုတာမရှိတော့ပါဘူးစိုက်ခင်းတွေအများကြီးစိုက်ထားတဲ့အတွက်အမျက်စွန်းနေလဲအများကြီးရခဲ့ပါတယ်နွားနှကောင်းလေးမွေးထားလိုက်ပြီးရွာလီမှာနွားနှူတွေကိုလိုက်ရောင်းပါတော့တယ် ဒီလိုနေပင်ပတ်စံတွေကိုပိုရှာလိုက်နိုင်ပါတယ်။တန်းနေရောက်ကနေတိုင်းအသီးနှံတွေရောင်းပြီးဒေါ်ကျဲကတော့ရွာဒီမှာနွားနို့တွေကိုလိုက်ပို့ပါတယ်။ဒီမှာကြည့်6လလောက်စုလိုက်တာဖြူဖြူလက်ထပ်ပေးဖို့ပတ်စံတွေရပြီ။နောက်ထပ်6လဆိုနှစ်ဆဖြစ်သွားလိမ့်မယ်။အမေစိတ်မပူနဲ့။သူတို့တမိသားစီလုံးကစိုက်ခင်းပေါ်မှာပင်အချင်းတွေပေးပြီးကျူစာပန်းစာလှူလာခဲ့ကြပါတယ်။ဒီလိုနဲ့ပင်သူတို့ရဲ့အချင်းတွေလည်းပြောင်းလဲလာခဲ့ပါတယ်။ သူတို့ရဲ့အကြောင်းကိုတရားလုံးကသိပြီးအံ့ဩနေကြပါတယ်။တရက်မှာတော့ကျွေးတမိအတွက်တုံဆက်မှုတစ်ခုရောက်လာတယ်။ကောင်လေးကအစိုးရဝန်ထမ်းလို့လို့တော့ကောင်လေးကတင်တောင်းဝေလည်းမတောင်းဘူး။တပြားတစ်ချမ်းမှမယူဘဲဖြူဖြူကိုချွေးမဖြစ်လက်ခံဖို့အသင့်ပဲတဲ့။တရားလုံးကသားတို့ရဲ့အကြောင်းပဲပြောနေကြတယ်။သားတို့ဘာမှမရှိဘဲဘဝကိုရုန်းကန်ကြိုးစားရင်းဒီနေ့လိုနေရမျိုးတွေရောက်လာတဲ့ကြတော့သူတို့ကအရင်သဘောကျသွားပြီးတော့ဒီလိုချွင်းပါမျိုးပဲသူတို့ရှာနေတာလို့ပြောတယ် လောကကြီးကြောင်းနားလည်ပြီးတိတက်တဲ့လူမျိုးမို့လို့လေဖြူဖြူလက်ထက်ရတော့မေးလို့ကြားလိုက်တဲ့အတွက်မိသားစုလေးပြိုသွားပါတော့တယ်။ကောင်းလေးဘက်ကဖြူဖြူကိုလာကြည့်ပြီးရန်နေငယ်ကြမှာတော့လက်ထက်ပွဲကိုတခန်းတနားနဲ့ကျင်းပလိုက်ပါတော့တယ်။တမိဖြစ်သူဟာစိုက်ခင်းနဲ့တစ်ပင်ကြမှာရှိတဲ့အိမ်ကိုအပီးတိုင်နှုတ်ဆက်လိုက်ရပါတော့တယ်။အတော့တားရူစော့ခဲ့ကြတာတွေကိုတွေးပြီးအရန်တရီရနေတော့မှာပဲ။နောက်တစ်ခါလာခဲ့နော်ဖြူဖြူ။ ဖြဖြူသွားပြီးတဲ့နောက်မှာစုဟင်းနဲ့ကေးစင်ကရောက်ကမအင်ကိုတာဝန်ယူလိုက်ကြပါတော့တယ်။အခုတော့ဒုက္ခတွေပဲလာလာအေးချမ်းမှုတွေပဲလာလာမိသားစုကရင်ဆိုင်ဖို့အသင့်ပါပဲ။ချွေးမနှစ်ယောက်ကစိုက်ခင်းနဲ့တပင်ကြားမှာရှိတဲ့အင်ကိုကောင်းမွန်စွာနဲ့တာဝန်ယူလိုက်ကြပါတော့တယ်။စိုက်ခင်းကိုလည်းလုပ်ပြီးမိသားစုကိုလည်းပင်စောက်ရှောက်ခဲ့ပါတယ်။မြမတို့အိမ်သားမှာနေရာလွတ်တဲ့အများရှိနေတာအဲ့ဒီမှာပန်းချက်နဲ့တခုလောက်ရင်ကောင်းမလား။ နေ့လယ်နေခင်းဆိုအမေတို့အဖေတို့လည်းအေးချမ်းစွာထိုင်နိုင်မယ်ကလေးတွေလည်းကစားလို့ရမယ်ဟုတ်တယ်ဟုတ်တယ်ဒီကြံကောင်းတယ်ဒီလိုနဲ့ပဲတရထက်တရရဲ့ကေစင်ဟာမိသားစုကိုဘလို့ထောက်ပံ့ရမလဲဆိုတာပဲတွေးတောနေခဲ့ပါတယ်ပတ်စံနေနေနဲ့အင်ကိုလည်းပဲကောင်းမွန်စွာထိမ့်သိမ့်လိုက်ပါတော့တယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။